မင်္ဂလာပါရှင်ခေတ္တ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့နယ်မိုင်90တောအကွာဘက်ကိုဘောနတ်ကြီးအနီးရှိစတက်ဂိတ်စခန်းများနဲ့စစ်ကြောင်းများကိုတိုက်ခိုက်မှုစစ်သား6သေဆုံးပြီးလက်နက်16လက်သိန်းစရာရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်မြို့နယ်မိုင်90တောအကွာရန်ကုန်မန္တလေးအမြင်လန်းဘက်ကိုမြို့ဘောနတ်ကြီးတဝိုင်းရှိစတက်ဂိတ်စခန်းများနဲ့စစ်ကြောင်းများကို တော်လိုင်းတပ်များကတိုက်ခိုက်ခဲ့ရာစစ်သား6ဦးသေဆုံးပြီးလက်နက်16လက်သိန်းစင်ရရှိခဲ့ကြောင်းဘကိုးခိုင်တပ်ရင်းအမှတ်3900တက်ခွဲရွှေချောင်းတက်ခွဲမှတာဝန်ရှိသူတအုပ်ကပြောပါရင်မေလ18ရက်နေ့မနက်9နာရီခန့်အချိန်ဘကိုးမြို့နယ်ပေါ်နက်ကြီးဆောင်တူတိုက်ကြီးမိုင်90လမ်းပိုင်းတနင်္လာရှိစစ်အင်အား15ဦးခန့်နဲ့တပ်ဆွဲထားတဲ့စီးတော်ရွာစစ်ကောင်စီရဲ့ခိတ်ခင်းစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများကိုလူယုံထွက်ပြေးသွားကြောင်းသိရပါရင်အချိန်၄နာရီလောက်အချိန်ယူချင်းကပ်ပြီးဝင်တိုက်ခဲ့တာပါသူတို့အလင်း င်းခိုက်မိသွားလို့ထွက်ပြေးတာတန်းနေတာပဲနနကကင်းဆောင်တဲ့လူလောက်ပဲပြေးထားပြီးကြံတာတိုက်သေးတင်းထားတာဆိုတော့အားလုံးနှီးပါလောက်တင်းဆက်ရရှိခဲ့ပါတယ်တိုက်ပွဲအားလုံးကျွန်တော်တို့ရဲဘော်တွေအထင်ကမရှိခဲ့ပါဘူးလို့ဘကုခိုင်တန်ရင်အမှတ်3900တက်ခွဲရွှေချောင်းတက်ခွဲမှာတာဝန်ရှိသူတောင်ကပြောပါတယ် အဲဒီစစ်တပ်ခေစခန်တွင်မှ G4 မျိုးစာတနက်နှစ်လက် G3 မျိုးစာတနက်နှစ်လက် G2 မျိုးစာတနက်တစ်လက် MY ကာပိုင်အမျိုးစာတနက်၉လက်9.6နှစ် G980 9.6နှစ် G ပေါင်း20 M1 ကာပိုင်950တောင်ကာပိုင် G ပေါင်း18ခု9.56 G 139တောင်နဲ့9.56 G တို့ကိုတင်ဆက်ရရှိခဲ့မိပြီးစစ်ကောင်စီဂိတ်ကင်းစခန်းတို့ကိုမီးရှို့ရှင်းလင်းခဲ့ကြောင်းသိရပါတယ်အလားတူမေလ22ရက်မနက်9:15မိနစ်ချိန်ရန်ကုန်မန္တလေး အမြန်လမ်းမိုင်တိုင်32မိုင်9ဖားလုံးရှိအကြံဖက်စစ်ကောင်စီတပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သားနှုတ်တည်ဆုံပြီးတအူးတရားရရှိခဲ့တယ်လို့သိရပါတယ်ထို့တူမေလ24ရက်မနက်9မိနစ်40မှာလေးဘကူးမြို့နယ်ဘောနတ်ကြီးဆောင်တူတိုက်ကြီးမိုင်90လမ်းပိုင်းတနင်္လာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုကြားဖြတ်တိုက်ခိုက်ရာပြူစောတီအဖွဲ့ရဲ့ဒုတိယတပ်စိတ်မှုအပါဝင်၄ဦးတည်ဆုံပြီး M1 ကာပိုင်မျိုးစားတနက်နှစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်အဆိုပါတိုက်ခိုက်မှုကိုဘကူးခရိုင်တပ်ရင်းအမှတ်9 အဆိုပါတိုက်ခိုက်မှုကိုပုဂိုးခရိုင်တရင် အမှတ်3900တက်တက်ခွဲသောရွှေချောင်းတက်ခွဲမှရဲဘော်များကလုဆောင်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလက်ရှိမှာတိုက်ပွဲဖြစ်ပွားရာနေရာတဝိုင်းကိုစစ်ကြောင်းထိုးနေကြောင်းသိရပါတယ်။ကျွန်တော်တို့မှာအရေးပေါ်ကြီးလိုအပ်ချက်တွေရှိနေပါတယ်။ကျွန်တော်တို့ခွန်အားရှိသလောက်ရှင်းစရာရှိတာအကုန်ရှင်းပြီးစူးစမ်းနေပါတယ်။အခုချိန်မှာကျွန်တော်တို့ကိုနေသူနေသားတွေအလုံးဝိုင်းဝန်းကူညီပတ်ပိုးစီခြင်းမှာပြီးကျွန်တော်တို့အိမ်ပြန်လန်းတွေနီးတဲ့တဲ့နီးလာပြီးမို့ကျွန်တော်တို့နဲ့အတူတူသမိုင်းမတိုင် ခုကိုစိုက်ထူပေးဖို့တိုက်တွန်းကြမှာလေလို့ဘကိုးခရိုင်တရင်အမှတ်3901တက်ခွဲရွှေချောင်းတက်ခွဲမှာတာဝန်ရှိသူတောင်ကပြောပါရယ်လက်ရှိတိုက်ပွဲများမှာရှန်ကုံမြို့နယ်မိုင်90ပလင်မှာရောက်ရှိလာနေပြီးတော်လိုင်းတပ်တွေကနေရာပေါင်းစုံဖြန့်ကျက်ကစစ်ကောင်စီတပ်စခန်းများကိုထိုးစစ်ဆင်နေရှိကြောင်းသိရပါရယ်နောက်ထပ်တစ်ပုတ်အနည်းနဲ့လက်ပန်းမှာလူငယ်များကိုစစ်မှုရန်တပ်သားအဖြစ်လိုက်လံဖမ်းဆီးနေတဲ့အုပ်ချုပ်ရေးမှူးချုပ်မင်းပြစ်ခတ်ခံရပြီးတည်ဆုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်ဘကိုးတိုင်းလက်ပန်းမြို့နယ်မှာလူငယ်များကိုစစ်မှုရန်တပ်သားတဲ့အဖြစ်လိုက်လံဖမ်းဆီးနေတဲ့အုပ်ချုပ်ရေးမှူးချုပ်မင်း င်းပြစ်ခတ်တိုက်ခိုက်ရာတည်ဆုံးခဲ့ကြောင်းရွှေတံမြင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတောင်ကပြောကြားခဲ့ပါတယ်။မေလ29ရက်နေ့မနက်7:30မိနစ်30ခန်းမှာလေဗရန်မြို့နယ်မြေစည်းကြီးရွာအုပ်စုစစ်တပ်ခန့်အုပ်ချုပ်ရေးမှူးချုပ်မင်းကိုရွှေတံမြင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်များက၎င်းနေအိမ်တီဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာပွဲချင်းမိတည်ဆုံးခဲ့ကြောင်းသိရပါတယ်။ တည်ဆုံသွားတဲ့အုပ်ချုပ်ရေးမှူးချုပ်မင်းကအုပ်ချုပ်ရေးမှူးဖြစ်ခင်ကလေးကစစ်တပ်ထောက်တိုင်ဖြင့်လောက်ကိုင်းနေသူဖြစ်ပြီးစစ်မှုထမ်းအကြောင်းပြပြီးလူငယ်များကိုဖမ်းဆီးရမှာ၎င်းကိုယ်တိုင်ပါဝင်ဖမ်းဆီးပေးတဲ့အတွက်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။တနက်ကြီးနှစ်ချက်ထိမှန်ပြီးပွဲချင်းပြီးတည်ဆုံခဲ့တာပါလူငယ်တွေကိုစစ်မှုထမ်းတပ်သားတွေဖြင့်လိုက်လံဖမ်းဆီးနေလို့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါလို့ရွှေတံမြေပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတောင်းကပြောကြားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။နှစ်ထိုးကြီးမျိုးနဲ့ထန်းစင်ရွာရှိတရုတ်ဂတ်လိုင်းပိုက်ဆောင်စစ်တပ်စခန်းနဲ့ gas don't စခန်းကိုတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ထားပြီးတရုတ် gas pipeline ဆောင်စစ်စခန်းတွေကိုသိမ်းပိုက်ထားမှုနိုင်ငံရေးရအရေးကြီးရလို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်ထန်းစင်ရွာနီးရှိတရုတ် gas pipeline ဆောင်စစ်တပ်စခန်းနဲ့ gas တုံးဆက်စခန်းကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်သားလေးဦးသေဆုံးပြီးလက်နက်လက်လက်နဲ့ဂျမ်းမာဆက်တလုံးသိမ်းဆည်းရရှိခဲ့ကြောင်းမြင်းစံခရိုင်မတ်ရှိတိုင်ရင်မှာတာဝန်ရှိသူတအုပ်ကပြောပါရယ်။မေလ15ရက်နေ့မနက်6:00နာရီကစပြီးနထိုးကြီးမြို့နယ်ထန်းစင်ချင်းရွာနီးရှိတရုတ်နိုင်ငံပိုင် gas pipe ်ဆောင်စစ်ကောင်စီတပ်စခန်းကိုကိုမြင်ဆောင်အညာမြေစစ်စင်ရေးဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်ကလင်းရင်နဲ့အသေးအသက်ပုံကျဲခုခံခဲ့ကြောင်းဒါပေမဲ့မေလ15ရက်နေ့ည3နာရီထိတိုက်ပွဲကြာမြင့်ခဲ့ပြီးရနောက်စခန်းသိမ်းယူနိုင်ခဲ့ကြောင်းစစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီး UC အမျိုးအစားတနက်တလက် MA3 အမျိုးအစားတနက်တလက်နဲ့ A Channel ဂျမာတလုံးတို့တင်းစဲရရှိခဲ့ကြောင်းသိရပါတယ်။ မနက်6နာရီကနေစတိုက်တာညနေ3နာရီလောက်မှသိမ်းမိပြီးပြန်ဆုတ်လာနိုင်ခဲ့တာလူရင်ကတအားပုံချဲချနေရောတဖြည်းဖြည်းချင်းတက်သိမ်းရတာစကန်နဲ့မှမျက်မြင်အလောင်းရတာနှစ်လောင်းအခြားဘေးမှာတည်နေတာကနှစ်လောင်းဆိုတော့စုစုပေါင်း၄ယောက်တည်တာအင်းအားကမများဘူး15ဦးလောက်ပဲရှိတာစကန်ပံကားတွေကတော့ဖြက်စင်းခဲ့တယ်ကျွန်တော်တို့နည်းနည်းပြန်ဆုတ်ပြလိုက်တော့စခါတွေချွတ်ပြေးသွားတာနှထိုးကြီးမျိုးတွေပြန်ပေါင်းသွားတာလက်ရှိအချိန်ဒီအဲ့ဒီစကန်ကိုပြန်ဝင်ဖို့လက်ရှိနှထိုးကြီးမျိုးတွေမှာစခါတွေပေါင်းနေကြတယ်လို့မြင်းချက်ခရိုင်မတ်ရှစ်တိုင်းရဲ့မှတာဝန်ရှိသူတောင်းကပြောပါတယ်အဆိုပါ တိုက်ခိုက်မှုကိုမြင်းချန်ခရိုင်မှရှစ်တရင်နဲ့နထိုးကြီးမျိုးနဲ့ပါကဖားတို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ကနထိုးကြီးပါကဖားမှရဲဘော်တအူးကြောင့်ဆောင်ပြီးစစ်ကောင်စီတရက်လေးကြောင်းနဲ့ပုံချဲတိုက်ခိုက်မှုကြောင့်မစိုးရင်ညာတရားနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ရဲဘော်တအူးရှိကြောင်းသိရပါတယ်။တရုတ် gas pipeline ဆောင်စစ်တပ်စခန်ကိုတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်မှုကနိုင်ငံရေးအရေးပါပြီးစစ်ကောင်စီတပ်အနေနဲ့တရုတ်ရဲ့အကျိုးစီးပွားကိုအကာအကွယ်မပေးနိုင်တော့တဲ့အခြေအနေပေါ်လွင်စေကြောင်းတော်လိုင်းတပ်များအနေနဲ့စစ်တပ်ကာကွယ်ထားတဲ့စစ်စခန်တွေနဲ့တူတရုတ်ရဲ့အကျိုးစီးပွားဆက်ရုံနဲ့နေရာတွေကိုသိမ်းပိုက် ်ခြင်းမှာနိုင်ငံရေးအားပြောင်းလဲများစွာဖြစ်ပေါ်လာတယ်လို့ဆိုနိုင်ကြောင်းတော်လိုင်းသတင်းအရင်းမြစ်တချို့ကပြောပါတယ်တကယ်တော့စစ်တပ်ကတရုတ်ကျိုးစီးပွားကိုတကယ်ကိုအကာအကွယ်မပေးနိုင်တော့ဘူးဆိုတာတရုတ်တွေတည်တည်မီတရုတ်ကျိုးစီးပွားတွေအတွက်တော်လိုင်းတပ်တွေနဲ့မဆန့်ဆန့်မရတဲ့အခြေအနေရောက်လာပြီလို့ပြောလို့ရတယ်လို့တိုင်းသားတော်လိုင်းတပ်အီယာဝရီနဲ့ထိတွေ့ဆက်ဆံနေတဲ့တော်လိုင်းသတင်းအရင်းမြစ်တွေကတုံ့တက်ပြောဆိုပါတယ် ဆက်လက်ပြီးမြမအရေးဖြစ်ရှင်ဖို့အရေးကြီးတဲ့တိုးတက်မှုတချို့ရှိနေတယ်လို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါပြောဆိုရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့်ပဋိပက္ခဖြစ်ပွားနေတဲ့မြန်မာနိုင်ငံမှာနှစ်ဖက်တွေ့ဆုံဆွေးနွေးဖို့အရေးကြီးတဲ့တိုးတက်မှုတချို့ရှိနေကြောင်းအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟန်ကပြောဆိုလိုက်ပါတယ်။မေလ26ရက်နေ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာဖွင့်ပွဲမှာအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟန်ကအထက်ပါတိုင်းပြောဆိုလာတာပေါ့။နှစ်ဖက်စစ်မှတ်ဖြစ်ပွားနေတဲ့မြန်မာနိုင်ငံမှာနှစ်ဖ ဖက်တွေးဆောင်ဖို့အရေးကြီးတဲ့ခြေလှမ်းတွေနဲ့တိုးတက်မှုတချို့ရှိနေကြောင်းနှစ်ဖက်အပြိုင်ဆိုင်ပဋိပက္ခတွေဖြစ်နေတဲ့ဖွဲ့စည်းတွေကိုစပွဲဝိုင်းစီကိုခေါ်ဆောင်လာဖို့နီလန်မြန်မာလေးရှားဝင်ကြီးချုပ်ကဦးဆောင်တဲ့အာဆီယံကဂျိုးပန်းရှာပွင့်လျက်ရှိကြောင်းလွန်ခဲ့တဲ့အေပီလာတွင်မင်းအောင်လိုင်းကိုဘန်ကောက်မှာမလေးရှားဝင်ကြီးချုပ်ကခေါ်ယူတွေ့ဆုံခဲ့ပြီးအခြားတစ်ဖက်မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရနဲ့လည်းတွေ့ဆုံမှုတွေလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ မြမရေအတွက်ဖြည့်ရှင်နိုင်ဖို့အတွက်ကျွန်တော်တို့ဂျိုးဘန်ဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်မှာတိုးတက်မှုတချို့ရှိနေပါတယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကမနေ့ကကလာလန်ပူအာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာပြောဆိုပါတယ်ဒီလုပ်ငန်းစဉ်တစ်လျှောက်လုံးမှာအတန်တိတ်ထိတွေ့ဆက်ဆံမှုတွေကအရေးကြီးရဲ့လို့ကျွန်တော်အလေးပေးပြောပါတယ်တိုးတက်မှုတွေကသိငင်နိုင်ပါတယ်ထိတွေ့ဆက်ဆံမှုကလည်းပျက်စီးဖို့ထိလွယ်ရှာလဲအခြေအနေပါဒါပေမဲ့ငြိမ်းချမ်းရေးတည်ဆောက်မှုမှာနှစ်ဖက်ပူပြီးဝေးကွာလာတာထက်ဆိုင်ထိ ရှလွယ်တဲ့ဆက်ဆံရေးရှိနေတာကပိုပြီးတော့ကောင်းပါတယ်လို့မလေးရှားဝန်ကြီးချုပ်ကဆက်လက်ပြောဆိုပါတယ်စစ်ကောင်စီကအခုနှစ်နောက်ပိုင်းမှာရွှေကောက်ပွဲကျင်းပဖို့ရည်မှန်းထားပြီးစစ်တပ်ကိုအာဏာစိုက်ယူထားဖို့တစ်ဖက်သက်အတူရောင်းရွှေကောက်ပွဲကျင်းပမှုဖြစ်ဝေဖန်ကြပါတယ်အာဆီယံကတော့စစ်ကောင်စီရဲ့ရွှေကောက်ပွဲကိုဦးစားပေးမဟုတ်ကြောင်းထုတ်ပေါ်ပြောဆိုထားပါတယ်မလေးရှားနိုင်ငံသားဝန်ကြီးမိုဟာမက်ဟာဆန်ကမြန်မာရှိနှစ်ဖက်စီးဆက်ညှိနှိုင်းမှုများစွာလိုအပ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာအာဆီယံဒုတိယတမန်ခန့်အဖို့အလေးပြုပြောကြားခဲ့ပြီးမြန်မာနိုင်ငံကိုစွန်လမှာတွားရောက်မှာဖြစ်ကြောင်းထုတ်ပေါ်ပြောဆို ထားတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။